နေပြည်တော်ကိုအလုတ်ကိစ္စနဲ့ခဏလာရတဲ့အချိန်မတွေ့တာကြာပြီဖြစ်တဲ့တငယ်ချင်းအိမ်ကိုထွက်ခဲ့လိုက်ပါတယ်။သူနေတဲ့အခန်းလေးရောက်ရောအခန်းတကားကြီးကဟလိုပါ။မင်းတို့မင်းတို့လူရှိလားဟ။အေးဘယ်သူလဲကွယ်။ဩဥမင်းတို့မရှိဘူးလားဗျာ။အေးမရှိဘူးကွယ်အပြင်သွားတယ်။ဥကဒီရောက်နေရလား။အေးကွယ်နေပြည်တော်စတဲ့တွေကဆိုပါတော့ကွယ်။ဟိုတလောကကျွန်တော်လာတော့ဥကိုမတွေ့လို့အဲတော့ကရန်ကုန်ခဏပြန်သွားလို့ပါ။လာလေကွယ်အိမ်မော်တက်ထိုင်အောင် အဲ့လိုနဲ့အိမ်ပေါ်မှာတက်ထိုင်ရင်းနဲ့စကားဆက်မိဆက်ရတွေပြောနေတော့စကားတွေကပရာလောကဘက်ကိုရောက်သွားခဲ့ပါတယ်။ဦးလေးဒီနေရာမှာအရင်ကကြက်တွေနေရဆိုအဲ့ဒါသိလို့ရှိရင်ပြောပြပါလားဗျာ။အေးကွာငါသိသလောက်တော့ပြောပြပေးမယ်လေ။နေပြည်တော်တိုင်းဒေသကြီးမတီဆောက်မီယခု နေပြည်တော်နေရာတွေဆိုတာတောတွေတောင်တွေတောကောင်တွေကျက်စားရာတောခေါင်ခေါင်ဒေသတခုဖြစ်ခဲ့တယ်ကွယ်။နိုင်ငံတော်အစိုးရရဲ့အမိန့်ကြောင့်ဌာနဆိုင်ရာယုံတွေအားလုံးကနေပြည်တော်မှာဖွင့်လှစ်ဖို့အတွက်တနိုင်ငံလုံးမှာရှိတဲ့အလုပ်သမားဆောက်လုပ်ရေးအင်ဂျင်နီယာလမ်းအင်ဂျင်နီယာတွေက မြို့ပြရဲ့ရိတ်ကိုစွန့်ပြီးတော့တောင်နေဖြူတောတွေဖြတ်ပြီးမြို့အစ်တစ်ခုကိုတိဆောက်ခဲ့ကြတယ်မြို့အစ်တစ်ခုကိုတိဆောက်ဖို့ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်သလိုအထက်မြင့်တိုက်တွေတိဆောက်နေစဉ်လမ်းနေဖောက်နေစဉ်ရာသီဥတုဓာတ်ကြောင့်တော့လကောင်ငက်ဖျားကြောင့်တော့လကောင်မမျော်လင့်နဲ့မတော်တဆမှုတွေကြောင့်တော့လကောင်လူအသက်တွေကတိဆုံးခဲ့ကြရတယ်အများဆုံးကတော့အလုပ်သမားတွေပေါ့ကွယ်အချိန်ကာလတစ်ခုကြာတဲ့အခါမှာတော့တောတွေတောင်နေနေရာမှာအဆောက်အအုံတွေယုံသစ်တွေနေရာယူလာခဲ့ကြတယ် တနိုင်ငံလုံးဝဝန်ထမ်းတွေကလည်းနေပြည်တော်ဆပြီးတော့ပြောင်းရွှေ့ခဲ့ကြရတယ်။ရခိုင်တောရွာလေးတသာရှိနေတဲ့နေရာဟာယခုလိုခန်းနာကြီးကျယ်တဲ့အဆောက်အဦတွေရှိလာမယ်လို့အိမ်မက်တော်မမတ်ခဲ့ဘူးလို့ဒေသခံအဖိုးတယောက်ကပြောဘူးတယ်။အဲ့ဒါတွေအသာထားလိုက်ပေါင်းစကားလမ်းကြောင်းလွဲသွားမှဆိုလို့ဝန်ထမ်းတွေပြောင်းရွှေ့လာကြတော့ဦးထွန်းကြီးတို့မိသားစုလည်းအပါအဝင်ဖြစ်လာခဲ့တယ်။ဦးထွန်းကြီးသားဌာနတစ်ခုရဲ့ရင်မောင်းတယောက်ပဲ။ဒါအလို့ရတော့မိသားစုတွေပါတိုက်ခန်းတခန်းရခဲ့ကြတယ်။ ဘေးကိုကြည့်လိုက်လို့ရှိရင်လည်းအရွယ်စားတို့အယောင်တို့တိုက်တရမျက်စိပတာရကြစရာပဲအဲ့ဒီအထိတော့အဆင်ပြေနေသေးတယ်ကွယ်ရောက်ပြီးတပတ်လောက်ကြာမှတော့အဆင်မပြေမှုတွေကဇက်တိုက်ဆိုသလိုဖြစ်လာခဲ့တယ်အချိန်ကည10နာရီလောက်လမ်းတစ်လျှောက်အကြတန်လောက်တောင်ကြာရလောက်တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်ဦးထွန်းရင်တယောက်ကအင်ရှေ့ကဝရန်ဒါလေးဘေးမှာထိုင်ပြီးတော့စေဘော်လိတ်ထိုင်ဖွာနေလိုက်တယ်လမ်းမပေါ်ကြည့်လိုက်တော့ခွေးတကောင်ကြောင်တမီမှမတွေ့ရအောင်စစ်လိတ်လေးကိုဖွာရှိုက်ပြီးတော့လမ်းမပေါ်ငင်းနေတဲ့အချိန် စီတန်ပြောတန်နေရတိုက်ပေးနာဝါတော်ရဲကနေထွက်လာခဲ့တယ်ဟမ်ထူးဆန်းတယ်ဟောပွေလန်းသဘင်ရှိတယ်လေမကြမိပါဘူးဒီဆိုင်တန်နေရဘယ်ကထွက်လာလဲဘူးထုံးရင်တယောက်ကလည်းဆိုင်တန်ကြားတဲ့ဝါတော်ရဲကိုငေးကြည့်နေဝါတော်ရဲကနေလူအုပ်ကြီးတွေဆိုင်နေဝိုင်းနေနဲ့ထွက်လာပါလေရောလူတွေလည်းမမောင်ရင်လောင်းတယောက်တောင်ပါသေးရဲ့ဝါလက်ခုတ်တွေတီးတဲ့သူကတီးဘုံတွေတီးတဲ့သူကတီးပြီးကတဲ့သူကကကြနေပျော်စရာကြီးလို့ဖြစ်နေရဘူးထုံးရင်စဉ်းစားလိုက်တော့အချင်းကလည်းညအချင်းမတော်ဒီအချင်းရှင်လောင်းလဲတယ်လေတခါမှမကြဘူးဒါဆိုရင်ဒီလူတွေက ဖះဖះငါကြားဘူးတဲ့ကြက်တွေများဖြစ်နေမလားလူကြီးကလည်းဘသူ့မှာဂယုမဆိုင်ကြအောင်သူတို့ပဲရှိတဲ့အထင်နဲ့ကခုံတီးမှုပြီးတော့တွားနေကြတာတွားနေရင်လည်းတိုက်ပေးရမျက်ွယ်လေးရောက်ရောဆိုင်းတန်နေရောလူတွေပါရုတ်တရက်ပျောက်ချင်းမလားပျောက်ကုန်မှာလေရောဦးထွန်းကြီးလည်းအဲ့ဒီတော့မှပဲသဘောပေါက်ပြီးတော့ဂမန်းကရန်တကားကိုချက်ချပြီးတော့တရားကိုလေးဖွင့်ပြီးတော့မျက်စိစုံမိတ်ပြီးအိတ်လိုက်တယ်ဒုတိယညမှာတော့ဦးထွန်းကြီးတယောက်သူ့နေရာဝရန်တာလေးမှာထိုင်ပြီးတော့ဆက်လက်တောက်နေတဲ့အချိန် တန်ရှိပလက်ဖောင်းလမ်းဘေးမှာမိန်းကလေးတယောက်ကလက်ထဲမှာလဲကလေးတယောက်ကိုခြိထားသေးတယ်။ဖြည်းဖြည်းချင်းလျှောက်လာရင်လည်းဥထွန်းကြီးထိုင်နေတဲ့ဝရန်တာကိုလှမ်းကြည့်နေရ။ဥထွန်းကြီးကလည်းအဲ့ဒီမိန်းကလေးကအနီးနားအလုသမားတန်ရာဖြစ်မယ်ပေါ့။ကြည့်နေကြည့်နေနဲ့အဲ့ဒီရက်နေတဲ့မိန်းကလေးကတစုံတယောက်ကိုလမ်းခေါ်လိုက်တယ်လို့အမှုရာကိုတွေ့လိုက်ရတယ်။ခဏလောက်နေတော့ယောက်ျားနှစ်ယောက်ရှေ့တိုက်ကြတဲ့ကနေထွက်လာတာလည်းတွေ့ရတယ်။နောက်မကြာလိုက်ပါဘူးတဖြည်းဖြည်းလူတွေများလာတာအယောက်30လောက်ဖြစ်လာကြတယ်။သူတို့ရဲ့မျက်နှာတွေမှာတစုံတစ်ခုကိုမကျင်တတ်တဲ့အမှုရာတွေကိုလည်းမြင်တွေ့နေရတယ်။ တစ်ချက်တစ်ချက်တောက်ခေါက်တန်တွေတိတ်ဆိတ်နေတဲ့အချိန်အတိုင်းသားကိုကြားနေရတာဦးထွန်းအီးကဘေးတိုက်တွေကိုကြည့်လိုက်တော့လေဘသူမှအပြစ်မှမတွေ့ဘူးသူတယောက်တည်းပဲလူအုပ်ကြီးကလည်းသူ့ကိုကြည့်ပြီးတော့ဒေါသကြီးထွက်နေကြတာမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့လက်ညှိုးထိုးပြီးတော့တခုခုပြောနေတယ်လို့လို့တောင်းအောင်လောက်ကြတော့လူအုပ်ကြီးကတဖြည်းဖြည်းပြောက်ွယ်သွားတယ်နောက်နေ့ဘေးခန်းလူတွေကိုပြောပြတော့ဒီနေရာကအရင်တော့ကကြက်ကုန်လို့ပြောတာကြားဦးတယ်တဲ့ အဲ့ဒါဆိုလို့ရှိရင်ဦးလေးတွေးခဲ့တာကကြက်တွေဖြစ်မှာပေါ့နောက်ဆိုလို့ရှိရင်ညဘက်တွေအပြင်မထွက်နဲ့ဆိုပြီးတော့ပြောကြတယ်ဦးထွန်းကြီးကလည်းည9နာရီထိုးတာနဲ့အိမ်တကားပိတ်ပြီးတော့အထဲမှာပဲနေတော့တယ်တိုက်ခန်းတွေကလည်းလူတွေမစုံသေးတော့လွတ်နေတဲ့အခန်းတွေကလွတ်နေသေးတယ်ဦးထွန်းကြီးကဒုတိယအလွာမှာနေရအပေါ်ဒက်အခန်းတွေမှာတော့ဘသူကဘယ်ခန်းနေတယ်ဆိုတာသိနေဦးထွန်းကြီးရဲ့အခန်းအပေါ်ဒက်ကလူမနေသေးတော့အခန်းလွတ်ဖြစ်နေရဦးထွန်းကြီးကလည်းညဘက်တွေဆိုရင်ပဋ္ဌာန်းတွေဖွင့်ပိတ်တရားတော်တွေဖွင့်ပြီးတော့အိတ်တက်တယ်ဒါနဲ့ကျွေးမှတော့တခန်းပေါ့ တညမှာတော့တရားကိုဖွင့်ပြီးတော့အိတ်မလို့ချင်းအောင်ထောင်နေတဲ့အချိန်မှာပဲအပေါ်တက်မှာလင်မယားနှစ်ယောက်စကားများနေတဲ့အတန်နေလို့လို့ကြားနေရတယ်။တစုံတစ်ခုကြောင့်သူတို့တွေစကားများနေကြတယ်လို့ပဲ။ခဏလောက်နေတော့ဒုံဒုံတိုင်းတိုင်းနဲ့တောင်းညံ့ပါလေရော။ဦးထွန်းကြီးကလင်မယားချင်းချင်းစကားများတယ်ပဲထင်နေရပေါ့။ဘယ်ခန့်မှန်းလဲလဲသိချာမသိဘူး။အဲ့ဒါနဲ့တားကိုနိုးပြီးတော့ဓမီတက်လက်နဲ့အပေါ်တက်ကိုတက်လာလိုက်တယ်။ဘယ်ခန့်လဲနားထောင်တော့အတန်တိတ်သွားတယ်။အခုကြောက်လဲဘာသာမှမကြားရတော့ဘူးဟာ။အပေါ်တက်ကလည်းရောက်ရော။အဖေ အဖေဟိုမှာဟိုမှာလူတယောက်ဝရန်တာမှာဗျာဦးထွန်းရင်လက်ကြီးဝရန်တာလူဟာဝုန်းဆိုပြီးခုံချသွားပါလေဟာတားချိန်တော့မရလိုက်ပါဦးထွန်းရင်ဘေးခန့်နေကိုနှိုးပြီးတော့ကြတဲ့နေရာကိုသွားကြည့်တော့ဘာမှလည်းမတွေ့ရအောင်ခုနကလူတွေလည်းမတွေ့သလိုကြတဲ့နေရာမှာလည်းဘာအဆနာမှမကြံခဲ့ဘူးတရိုင်လုံးကလူတွေရွရွတဲတဲဖြစ်ကုန်တယ်တယောက်တစ်ပေါက်ပြောရင်းနဲ့ဟမ်ဟိုမှာဟိုမှာလူတယောက်ကျိုးတန်းလိုက်နေတဲ့နေရာအာကြောက်တယ်ကြောက်တယ်အဲ့လိုမျိုးပြောဆိုပြီးတော့ဦးထွန်းရင်ရဲ့ချွေးမှာထအော်ပါလေဟာဘယ်မှလဲဘယ်မှလဲဟိုမှာဟိုမှာလေတိုက်ရှိရတည့်ရပြီမှာတန်းလိုက်ကြနေရာ လူတွေကသူပြတဲ့နေရာကိုဝိုင်းကြည့်တော့လည်းဘာမှမတွေ့ရအောင်သူတယောက်တည်းပဲတွေ့နေရတာအိနေညာတော့အကုန်လုံးကထိတ်လန့်နေရတယ်တညလုံးဘသူမှလည်းမရေအောင်ကိုခြောက်ချခဲ့ကြတာကျွန်တော်ကလည်းဥထွန်းကြီးပြောပြတာကိုနားထောင်ရင်လည်းအေးအေးတပုကိုဖောက်တောက်လိုက်ပါတယ်ဥလေဒါဆိုရင်ဥလေးတို့ဘယ်လိုဆက်နေကြလဲမနေတော့ဦးလေးကွယ်ဌာနကိုပြောပြီးတော့တရိုက်လုံးပြောင်းကြတာပဲအခုရော6သေးလားဗျာအခုတော့မ6တော့ဘူးလို့တော့ပြောတာပဲအဲ့ဒီတော့အဆဆိုတော့နေမြေတွေအရန်ကျန်းတာလေနောက်ပိုင်းလူတွေများလာတော့6တယ်လို့မကြတော့ အရင်ကဆိုရင် အလူလုတ်တရားနာဖို့ဘုန်းကြီးတွေမရှိကြဘူးလေခုနောက်ပိုင်းမှာဘုန်းကြီးကျောင်းတွေရှိလာတာဒါဆိုဦးလေးတို့တိုက်ပြောင်းတော့ဘာတွေကြုံရသေးလဲတိုက်ခန်းအစ်စ်ပြောင်းတော့လည်းကြုံရတာပါပဲကွယ်ဘလို့ကြုံရတာလဲဦးလေးရဲ့အဒီတိုက်မှာဦးလေးနေတဲ့အခန်းမှာကို6ခန်းထိတာကွယ်ဖြစ်ပုံကဒီလိုအခန်းပြောင်းလာတော့လူတစ်ခါမှမနေရသေးတဲ့အခန်းဆိုတော့အိမ်သုပ်ဆေးတွေတစ်သားအတူဆိုင်နဲ့ရှုပ်ပွနေရပေါ့တိုက်မှာအပေါ်ဆုံးတက်မှာရေစင်ကြီးရှိတယ်အောက်ထက်ကနေရေတင်တင်ပေးရတယ်ဦးလေးတို့ကရေတင်ရတဲ့အောက်ထက်မှာနေရတာရေပြည့်လို့ရှိရင်မိန်ခလုတ်လေးကိုပိတ်ပေးရတယ် ရောက်တဲ့ညမှာပဲအခန်းထဲမှာအိတ်နေနေအပြင်မှာတယောက်ယောက်ရှောက်သွားနေသလိုခြေတံကိုအတိုင်းသားကြားနေရတယ်။ဦးလေးသားလားဆိုပြီးထကြည့်တော့လည်းဟုတ်မနေဘူး။ခဏလောက်နေတော့ရေစက်ကိုဖွင့်လိုက်ပစ်လိုက်လောက်တာပဲ။အင်ရှီယာကလထိုင်းနေကိုလည်းရွှေ့နေတဲ့အတန်နဲ့ကြားနေရတယ်။ဦးလေးလည်းသားနဲ့ချွေးမှကြောက်မှဆိုလို့မပြောပြခဲ့ဘူး။နောက်နေ့တွေလည်းဒီတိုင်းမှာပဲကွယ်။ဒါပေမဲ့ "तू ကအေးဆေးသမားဖြစ်ပုံရတယ်။အကောင်ထဲတော့မပြဘူး။သားနဲ့ချွေးမှအလုပ်သွားလို့ရှိရင်ဦးလေးကတယောက်ထဲကြံခဲ့ရလေ။အဲဒီအချိန်နေဆိုရင်ဦးလေးအပြင်မှာရှိရင်အခန်းထဲမှာတယောက်ယောက်ရှိနေတယ်လို့ခံစားရတယ်ကွယ်။ အခန်းထဲမှာနေတော့လေအပြင်မှာရှောက်သွားနေတဲ့အတန်တွေကိုကြရတယ်။ကြံတာတော့ဘာမှမမြင်ရပါဘူးကွယ်။နောက်စုံစမ်းလို့သိရတာတော့အရင်ကဒီတိုက်ဆောက်တုန်းကအခုနေတဲ့အခန်းမှာအလုသမားတယောက်ဆုံးမှုတွေတဲ့။ရေဆက်မီးပလက်ပြင်းတုံးဓာတ်လိုက်ပြီးတော့ဆုံးလာတယ်။နောက်တော့တန်ဃာတော်တွေပင့်ဖိအိမ်တက်ဖះနေကစားတင်ပေးရိတ်တွေယူလိုက်မှပဲမကြရတော့တာ။တော်တော်ကြမ်းတာပဲနော်။ကြားတာတွေကကြောချမ်းစရာကြီးပဲဦးလေးယား။အခုလိုမျိုးပြောပြပေးလို့လဲကျေးဇူးပါဗျာ။ကျွန်တော်တို့ကနေပြီးတော့လာတဲ့ချိန်ဘူးတုတတခုတိုးတာပေါ့ဗျာ။နေလဲဆောင်းနေပြီဆိုတော့ကျွန်တော်ပြန်လိုက်ပါအောင်မယ်။ နောက်မှပဲထပ်ဆုံတာပေါ့ဦးလေးအဲလိုပြောဆိုပြီးတော့လဲထွက်မှာပဲအိမ်ပေါက်ဝါမှာတကယ်ချင်းပြန်တော့မလို့လားဟာငါတို့ကဈေးသွားဝယ်နေတာအိမ်တကားပိတ်ဖို့မိခဲ့မင်းဆောင်နေကြပြီလားဟာမကြပါဘူးကွာဦးလေးနဲ့ထိုင်ပြီးတော့စကားပြောနေတာဟာဟမ်ဘယ်ကဦးလေးလဲဘသူလဲဟာဦးထွန်းကြီးတဲ့မင်းဖေလေမင်းဖေဒီရောက်နေတော့မင်းကငါမပြောဘူးနော်တကယ်ချင်းအဖေဆုံးသွားတာဒီနေ့နဲ့ဆိုနှစ်လပြည့်ခဲ့ပြီကွာဟမ်ဒါဒါဆိုငါခုနတွေ့ခဲ့တာ ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်းနှစ်တိလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းကာရဝပြည့်ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။